hello အားလုံးပဲမင်္ဂလာပါရှင်ခုမင်းမင်းကရှီကန်နီအကန်နီလေးကိုထိုးပြပါမယ်အဲဒါကတော့ miss cotton pipeline ပါရှင်ဒါကတော့ number 255ပါရှင်အခုရှီကန်နီလေးကိုအရင်ဆုံးတင်ပြပါမယ်ရှင် chicken นี้လေးကတော့ chili လေးရနေဒိုလေးဆက်ထုတ်လိုက်မယ်เนาะဆက်ထုတ်ပြီးရင်အဲဒီ chili လေးကိုဒိုလေးလက်လေးပေါ့တင်တင်ပြီးတော့မှဒိုလေးကင်ပါမယ်ရှင်ကင်ပြီးရင် chili လေးကိုဒိုလေးယူပြီးတော့မှ ქვენ ရှင်လေးလုပ်ဖို့အတွက်ကိုဒိုလေးလိမ်လိုက်ပါမယ် ခြီလေးကိုလက်လေးနဲ့ချောင်းနဲ့လိုလေးယူပြီးတော့မှလက်ပေါ်လေးကိုတင်ပြီးတော့မှလိုလေးဖြီးထားလိုက်ပါမယ်ရှင်။အဲ့ဒါပြင်တော့အလေးကိုကင်ပြီးတော့မှလိုလေးခြီလေးကိုဆွဲယူလာပါမယ်။ခွန်းလေးတဲ့ကိုလက်လေးရလိုလေးလိုလိုက်ရင်ဒါလေးကခွင်းရှင်လေးဖြစ်သွားပါပြီနော်။ခွင်းရှင်လေးဖြစ်သွားပါပြီနော်။အဲ့ဒီမှာခြီလေးကို အပောက်လေးတင်ပြီးတော့မှဒီခွန်းလေးတွေကိုဆွဲယူလာပါမယ်ရှင်ချီလေးကိုတင်ပြီးတော့လေးဆွဲယူလာပါမယ်ရှင်ဒါလေးကတော့အကတော့အကန်နီလေးကဘောပင်ကန်နီလို့ခေါ်ပါတယ်ရှင်တချို့ကကြတော့လေဓာတ်ကန်နီကန်ပါတယ်ဓာတ်ကန်နီလေးကလည်းလူလေး အပေါ်လေးကိုတင်ဆွဲယူလာပါမယ်အပေါ်လေးကိုတင်ကွင်းလေးကိုဆွဲယူလာပါမယ်လူလီရပါပြီရှင်ရန်ကို လွယ်ပူပါတယ်လိုက်ပြီးတော့မှထိုးကြည့်ကြပါရှင်လူလီယူပြီးတော့မှအလေးတွေကနေပေါက်လေးတွေကနေအလေးကိုဆွဲထုတ်လိုက်ပါပြီရှင် ညံကို လွယ်ကူပါတယ်တချို့ကကြတော့ခြေကိုဒီလိုလက်ညှိုးနဲ့အလွယ်တကူယူပြီးတော့မှရစ်ပြီးတော့ထိုးကြပါတယ်ရှင်တကယ်အင်ဂျီတွေတပတ်တည်းထိုးရမယ့်ဟာတွေမြားရင်တော့ဒါလေးကအရန်ကိုအလုရှုပ်ပါတယ်အဲ့ဒီတော့ဒီလိုမျိုးလက်ကိုရစ်ပြီးတော့မှမယူဘဲနဲ့အကျင့်မလုပ်ပါနဲ့ရှင် တခါတယ်လက်ကိုစပြီးချီကိုထိုးပြီးတင်နေဆိုတဲ့နဲ့ဒီလိုလေးပဲကင်ပေးပါရှင်လက်ကိုလက်တန်းလေးကြားထဲကိုထည့်ထည့်ပြီးတော့မှလက်ညိုးပေါ်လေးတင်လိုက်မယ်ဒီလိုလေးဆွဲယူပြီးတော့မှလက်ကလေးပေါ်လေးကိုတင်ပြီးတော့မှလက်မလေးနဲ့ညှက်ပြီးတော့မှအက်ကိုဒီလိုကင်ပြီးတော့မှခြေလေးပေါ်တင်ပြီးဒီလိုလေး ဆက်ထိုးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ဖူမီခေါ်ချိန်ထိုးနီးလေးရပါပြီနော်။ရန်ကိုလွယ်ကူရွှင်ပါရဲ့ရှင်။တီးရဲ့လူတွေကြော်သားပေးပါရှင်။မတီးတဲ့ညီမလေးတွေအတွက်ခြေကန်ချီထိုးနီး ေးဖြစ်ပါတယ်မမရဲ့ channel လေးကိုလည်း like ခံ subscribe လေးလုပ်ပေးသွားပါ နောက်မြန်မာလည်းပညာဒါနတွေအများကြီးသင်ပေးမှာမို့ share ရတဲ့မမရဲ့ share ရတဲ့သူလေးများဒါလေးကတော့ chain thoni လေးဖြစ်ပါတယ်ရှင်အားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်